င်္ဂလာပါရှင်ကျွန်မကတော့ချချိုဆမ်မာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်အမေရိကန်ဗနာယီဝကြီးဌာနကမြန်မာနိုင်ငံက DKBA တိုင်းသားလက်နက်ကိုင်အဖွဲ့ကခေါင်းဆောင်လျောင်းနဲ့ထိုင်းချေဆိုင် Trans Asia နဲ့ True Star ကုမ္ပဏီဌာနကသားတဦးကိုပါတန်ခတ်အရေးယူလိုက်တယ်လို့နိုဝင်ဘာလ12ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ကြားဖြတ်လုပ်ငန်းလို့လူသိများတဲ့ အွန်လိုင်းလေလံမှုစင်တာတွေဟာမြောက်ရီမြို့နာကနမဲဇုံးနဲ့ကြော်ကြားတဲ့ကကေပတ်တူလိုနေရာတွေအပြင်တိုက်ချန်နဲ့ဟွန်ရခြံဝင်းနေရာတွေမှာခြေဆိုင်ပြီးတချို့နေရာတွေကို DKPA ကလုံခြုံရေးပေးထားတယ်လို့အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်တိုက်ချန်ခြံဝင်းကို DKPA ကဗိုလ်မှူးချုပ်စိုင်းကျော်လှနဲ့ထိုင်းနိုင်ငံမဲဆောက်အခြေဆိုင် Trans Asia Community Director ဖြစ်သူ UG ဂျိုးလိုလူတီများတဲ့ထိုင်းနိုင်ငံသားချမူစဝန်တို့တီထောင်ခဲ့ပြီးနောက်ွယ်မှာလည်း တရုတ်ရာဇဝတ်ဂိုင်းတွင်လည်းဆက်ဆက်မှုရှိနေတာကြောင့်အရေးယူတက်ခတ်ခဲ့တာဖြစ်တယ်လို့အကြမ်းဖက်မှုနှင့်ငွေကြေးဆိုင်ရာစုံစမ်းထောက်လည်ရေးဌာနရဲ့ဗဏ္ဍာရေးဌာနလက်ထောက်အတွေ့ရမှုဂျွန်ကေဟာလေကပြောကြားထားပါတယ်။တဆက်တည်းမှာပဲ DKPA ရဲ့ထိပ်ပိုင်ခေါင်းဆောင်တွေဖြစ်တဲ့စစ်ဦးစီးချုပ် Sosti စစ်ရေးချုပ် Sosay ဝင်းနဲ့စစ်ဦးစီးအရာရှိချုပ်ဘိုးချုပ် Sosat အောင်တို့ကိုလည်းအွန်လိုင်းလည်လည်မှုကရရှိတဲ့ငွေတွေကို တိုက်ရိုက်အကျိုးများဖြင့်ရယူထားတာကြောင့်ရဲရွတ်တက်ခတ်မှုစီရင်ထဲမှာထည့်သွင်းခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင်အမေရိကန်တရားရေးဌာနက FBI နိုနဲ့ပူးပေါင်းပြီးမြန်မာကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတွေကကြားဖြတ်လို့ခေါ်တဲ့ online လေလေမှုစစ်တာတွေကိုနှိမ်နှင်းဖို့ Skim Center Strike Force ဆိုတဲ့အထူးတပ်ဖွဲ့တစ်ခုလည်းဖွဲ့စည်းလိုက်တယ်လို့ထုတ်ပြန်ချက်မှာကြေညာခဲ့ပါတယ်ရှင်။ မြန်မာတရုတ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့မန်လေးမူဆယ်လမ်းမိုက်မှာစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေအပြင်တိုင်းနာလက်နက်ကိုင်တပ်ဖွဲ့တွေပါဂိတ်တွေချထားပါတယ်။အဲ့ဒီဂိတ်ပေါင်းစုံအဖွဲ့အစည်းပေါင်းစုံကပြောင်းကားတွေကိုကုန်စည်နဲ့မလိုက်အောင်အဆက်မတန်တောင်းနေတာကြောင့်ပြောင်းကုန်တယ်နဲ့တောင်းလူတွေနစ်နာနေရတယ်လို့ကာယံကန်ရှင်တွေကပြောပါတယ်။အဲ SFV ကောက်တာဟုတ်တယ်ဗျတစီလုံးကိုတသိန်းတသိန်းခွဲအဲ့လိုပဲသူကကောက်တယ်ဗျ။ကိုကန်နဲ့ TNN နေနဲ့ပေါင်းလို့ရှိရင်တတန်9000 9000ဆိုရင်ကုန်တယ်တွေနေနဲ့ တော်လူတွေနေနဲ့အများကြီးနဲ့နာဆုံးရှုံးနေကြသူတို့အခွန်ပေးရတဲ့ဟာလေမန်းလေးမူဆယ်လမ်းအပြင် လာရှိုးတောင်ကြီးလမ်းမိုက်မှာလဲစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေအပြင်တိုင်းနာလက်နက်ကင်တပ်တွေပါဂိတ်တွေချထားပါတယ်အဲ့ဒီလမ်းမိုက်မှာတွားနေတဲ့ကားတွေလည်းနှစ်စင်ကြီးပေးနေရလို့ခောက်ကျင်းအနေနဲ့ဖြတ်တဲ့ဂိတ်တိုင်းပေးနေရတာကြောင့်လေးယောက်စီခီးတဲ့တွေရင်တစည်းကိုတကြောင်တသိန်းခွဲလောက်ကုန်ကြနေတာပါ ဒါအပြင်တိုင်းနာတပ်ဖွဲ့တစ်ခုရဲ့စစ်စည်းဂိတ်တစ်ခုက ကားရက်ခိုင်းတာကိုရက်ခိုင်းတဲ့နေရာမှာမရက်လို့တနက်နဲ့ပြစ်ခတ်ရတဲ့ခီးတဲ့တင်ရင်နေလည်းရှိပါလေအခွန်ခါလေကြောင့်ရင်မောင်းနေမှာလဲလုတ်တလောက်အဖက်မတင်ဘူးလို့ဆိုကြပါလေအဲ့ဒါအဝယ်ရှမ်းကိတ်ပါလေပရိလေးနေနေမေ့တာလေးရနေနေကြော်သွားလို့လေဟောရှမ်းပြတယ်ကန်ကောင်းလို့ကမဲငါစီတိုင်ကြီးရှိလို့မီးလောင်ဝိုင်းမယ်ခီးတဲ့ပြသိကုန်မှာကုန်တလန်းလုံးကုန်ဂိတ်တွေကြီးလေအပေးဆိုရင်တစ်ထောင်ဂိတ်ဆိုရင်၃ထောင်ဂိတ်ဆိုရင်၅ထောင်အဲ့ဒီလည်းအများကြီးကုန်တယ် ဘာလို့သာမလို့ငါရှိပဲမလို့ကန်တမလေးမြမတရုတ်ကုံတွေလမ်းကြောင်းဖြစ်တဲ့မန်လေးမူဆယ်လမ်းပိုင်းမှာစစ်တပ်နဲ့ဌာနဆိုင်ရာဂိတ်တွေပြင် SSPB SSD ရှန်တက် MNDAA ကိုကန့်တက် KIA ကချင်တက် TNN တွေတအန်းတက်နဲ့အေအာရခတ်တက်ဒီစုံမှုနယ်မြေလိုက်ကုန်တင်ရင်ခီးတက်တင်ရင်အိမ်စည်းကားနဲ့အခြားအခွန်အခအမျိုးမျိုးကို ကောက်ခံနေတာကြောင့်ပြည်သူလူထုတွေမှာအဖွဲ့အစည်းအသီးသီးရဲ့အခွန်ဝင်ပြီနေလို့ ကုံစင်းနှုံးကြီးမြင့်တဲ့တံကိုလည်းခံနေရတယ်လို့ဒိရက်ကန်ဒီကဆိုပါတယ်ကျွန်တော်ခွန်စွာဦးပါစစ်ကောင်စီကရွေးကောက်ပွဲလှုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာနယ်မြေပိုဆိုးမှုဖို့စ조사နေတာဖြစ်ပြီးနိုဝင်ဘာ၈ရက်နေ့ကစလို့မြို့ဝန်ကြီးမှာစစ်ကြောင်းထိုးနေတာကြောင့်အရခတ်တော်အေအေနဲ့တိုက်ပွဲပြစ်ထန်နေတယ်လို့ဒေသခံတွေကပြောပါရယ်စစ်ကောင်စီဘက်ကအင်အားရာချီတုံးပြီးစစ်ကြောင်းထိုးခဲ့တာပါ ချောင်းဝမ်းနဲ့တိုင်းချောင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတာလို့ဒေသခံအူကပြောပါတယ်။စစ်ကောင်စီဘက်ကတော့လက်နက်ကြီးနဲ့လေကြောင်းပစ်ကူတွေကိုဇက်တိုက်အသုံးပြုနေတယ်လို့လည်းဆိုပါတယ်။ဒေသခံအူပြောပြတာကို DB ကနောက်ခံတန်ထည့်ဖတ်ထားပါတယ်။ချောင်းဝမ်းနဲ့တိုင်းချောင်းဘက်မှာဖြစ်နေတာရှေ့ရနေ့ကစဖြစ်တာအခုတော့စစ်ကြောင်းကကွဲသွားပြီလို့တော့ပြောတယ်။တိုက်ပွဲကပြင်းထန်ပါတယ်။လက်နက်ကြီးလည်းသုံးတယ်၊လေကြောင်းလည်းသုံးတယ်၊နေဗီကနေလည်းပစ်ကူပေးနေတယ်။ ဘလုလုလုသူတို့ဘက်ကတော့အထိနာနေတယ်။ဒါပြင်စီကောင်စီဘက်ကပါရာမိုတာတွေကိုလည်းအသုံးပြုနေတယ်လို့စီးလေတာသုံးသက်သူလူဖြစ်တဲ့စီရန်ဘူကြီးကိုစင်ရောကပြောပါတယ်။စီကောင်စီနေနဲ့အကြောက်ဖြူမျိုးနယ်မှာရှိနေတဲ့ရတခ32ဘက်ကိုလည်းအင်အားဖြစ်တင်တာတွေရှိနေတယ်လို့ဆိုပါတယ်။အထူးသဖြင့်စီကောင်စီကရွေးကောက်ပွဲအတွက်အကြောက်ဖြူနဲ့အနီးတဝိုက်မှာရှိနေတဲ့နေရာတွေကိုခြေကုပ်ယူပြီးနယ်မြေစိုးမိုးဖို့စူးစမ်းနေတာကြောင့်တိုက်ပွဲဖြစ်နေတာလို့လည်းကိုစင်ရောကသုံးသက်ပါတယ်။တိုက်ပွဲကကျွန်တော်တို့သိရသလောက်ဆိုရင်ပေါ့နော် မြို့ပြင်ဘက်ကိုနည်းနည်းပြန်ပြီးတော့ဥတီလာတယ်။မြို့ပြင်ဘက်ကိုပြန်ပြီးဥတီလာတယ်ဆိုတဲ့သဘောကသူတို့ရွေးကောက်ပွဲလုပ်လို့ရအောင်ပေါ့နော်။ဟိုကြောက်ဖြူမြို့ပေါ့နော်။ကြောက်ဖြူမြို့နဲ့စီပင်သားယာဂျွာနီးချုပ်ဆက်တွေကိုသူတို့တွေခြေကုပ်ယူပြီးတော့ထိန်းထားတယ်။ပြီးရင်ကျွန်တော်တို့အဓိကပေါ့နော်။အရင်တော့ဖြစ်ခဲ့တဲ့ကျွန်တော်တို့ရတက32ပေါ့နော်။အကူရတက်ဘက်က32ဘက်ကိုလည်းအင်အားဖြည့်တာတွေရှိတယ်။ပြီးရင်သူတို့ drone ပြီးရင်ကျွန်တော်တို့ paramotor တွေပါ ဒီဘက်ပေါ်တော့မျိုးမလန်းမကန်းမှာလုံခြုံရေးလုပ်တဲ့ပုံစံမျိုးအထီးတော့တွေ့လာရတယ်ဗျာဟောစစ်ကောင်စီရဲ့လက်နက်ကြီးကြောင်ရက်သားနေနေလဲထိခိုက်ပျက်စီးတာရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီကတော့သူတို့ယူကောက်ပွဲလုပ်မယ်လို့ကြေညာထားတဲ့တခြားမြို့နယ်တွေမှာလည်းနေမြေဆိုးမှုနိုင်မှုတွေအနည်းမျိုးစုံနဲ့ကြိုးစားနေတာဖြစ်ပါတယ်ကျွန်တော်ထောက်အောင်ပါ တရုတ်နိုင်ငံရှိယင်းဒီမြောက်နှံသူတသိန်း3000နီးပါးကိုလှည့်စားခဲ့တဲ့အကြီးစားပွန်စည်းလဲလဲမှုကိုအ धिक အကျိုးကိုင်ချဲ့လဲဦးဆောင်သူချန်ကြည့်မင်းကိုဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ခရစ်ပတိုငွေကြေးအဖြစ်ပြောင်းလဲပြီးငွေမဲခွာချမှုအတွက်အင်ကာနစ်မှာဒီတိမ်မှထောင်နဲ့ဆက်တနှစ်ကျော်ချမှတ်ခဲ့ပါတယ်ဘရစ်ရှားရဲ့တပ်ဖွဲ့ဟာသမိုင်းတလျှောက်အကြီးမားဆုံးခရစ်ပတိုငွေကြေးသိမ်းဆည်းမှုတွေထက်ကတစ်ခုအဖြစ်လက်ရှိအမေရိကန်ဒေါ်လာ6ဘီလီယံကျော်တန်ဖိုးရှိတဲ့ဘစ်ကွိုင်းပေါင်း 6000ကျော်ကိုတင်ဆက်ခဲ့ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီးနောက်မှာချက်ကြည့်မင်းဟာငွေကြေးခွာချမှုစွဲချက်နှစ်ခုအတွက်အပြစ်ရှိကြောင်းစက်တင်ဘာလမှာဝန်ခံလာခဲ့ပါတယ်သက်48နှစ်ရှိချမ်းကြည်မင်းဟာသူ့ရဲ့ရုံးတင်စစ်ဆေးမှုပထမဆုံးနေ့မှာသူ့ရဲ့လျှောက်လဲချက်တွေကိုပြောင်းလဲခဲ့ပြီးရာဇဝမကင်းတဲ့ပြည်စီဥစ္စာတွေကို ပိုင်ဆိုင်ခြင်းလွှဲပြောင်းခြင်းတွေကိုဝန်ခံခဲ့ပါတယ်။ ချမ်းကျင်းမင်းဟာလည်းလည်းမှုကနေရရှိထားတဲ့ငွေနဲ့ဝယ်ယူထားတဲ့ Bitcoin ကိုငွေသားအဖြစ်ပြောင်းလဲဖို့စတင်စူးစမ်းခဲ့တာဖြစ်ကြောင်းအစိုးရရှိနေတွေကပြောကြားခဲ့ပါတယ်ရှင်။ DBBO မြန်တန်ချားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်။